ရာဒီအားလုံးသတောင်းကြပါမယ်ဟုတ်ဟုတ်အဲသွေးပြီလေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုမောင်ထေးပါအလိုပြလို့လုပ်ပြသွားလဲဆိုတော့အဖေကဒီအလိုလုပ်ငန်းမယ်အဲမဲ့အဖေကကျွန်တော်ကိုဒီ အလောက်ကိုမလောက်စေချင်လို့တခြားဝန်ထမ်းနေရာမှာဆိုင်နေမှာထည့်ပြီးဒါပေမဲ့အဆင်မပြေတဲ့အပေါ်မှာကျွန်တော်ကဒီအလောက်ကိုပဲအဖေရှိမှလုပ်ဖို့ခွင့်တောင်းတယ်ပထမတော့အဖေကတော့ခွင့်မပြုဘူးနောက်ပိုင်းကျတော့အဖေကလည်းခွင့်ပြုလိုက်တယ်အော်မင်းသူများရှိမှအလောက်မလုပ်ချင်ဘူးတမင်ဒီအလောက်ကိုပဲစိတ်ဝင်စားတယ်ဆိုလုပ်ချင်လည်းလုပ်ဖို့ဆိုပြီးတော့အဲ့ဒါလည်းအဖေကခွင့်ပြုလိုက်လို့အဖေရှိမှပဲဒီပညာကိုသင်ပြီးတော့ဒီလုံလောက်လုပ်ပါ အာအခုဒါလည်းဆိုရင်35နှစ်16နှစ်လောက်တော့ရှိပါတယ်။မျိုးသားကတော့ကျွန်တော်ဖိုးရီဖိုးရီလက်ထက်ရဆိုဖိုးရီအဖေအခုကျွန်တော်လက်ထက်ဆို30တောင်ရှိပြီ။မလတ်ဆိုရင်အိမ်အနဲ့ကျွန်တော်7နှစ်ခွဲလောက်ပြီထွက်ပါတယ်။ပြီးသွားရင်လမ်းမှာဟိုခဏတပြုတ်နားတယ်။9နှစ်35 9နှစ်ခွဲဆိုရင်လုပ်ငန်းကိုစတင်ပါတယ်။နေ့လယ်တနင်္လာရီခွဲနှစ်နှစ်မတင်းတော့ဆိုရင်အလုပ်ပြန်သိမ်းပါတယ်။ အဲ့ဒီအတွင်းမှာတင်းကို3000ဝက်4000ဝတော့ရသွားပါတယ်။ဟိုတခါတည်းအလောက်ပါလဲ5000တော့ကတော့ရော့ပါတယ်။ပုံမှန်တိုင်းဆိုရင်တော့ဒါအလက်ဆိုရင်တော့3000ယူပါတယ်။ကကြီးတစ်လက်ကို3000ယူပါတယ်။ဟိုတန်ဓမာလိုပါလို့ထင်းကုတ်ဓမာလိုပါလို့ဆိုရင်6000 8000ယူပါတယ်။ကျတော့နေတဲ့ဓာတ်တွေဆို1500 2000ယူပါတယ်။အဲသူ PC ကတော့ဟိုဘယ်လိုပြောမလဲဆိုတော့ ဝယ်လို့တော့လွယ်တယ်သို့တော်များလည်းတချို့တချို့တွေကဝယ်ဖို့တချို့တချို့တွေကဝယ်ဖို့အချိန်မရဘူးမရတဲ့အပေါ်မှာဒီဓာတ်တွေကိုတွေးရပါတယ်တချို့တချို့ဆို လုပ်ငန်းများတဲ့ခါကက်ကြီးတွေဟိုအထဲဆိုရအထဲဆိုင်လေးဆိုရင်ကက်ကြီးတွေကောင်းဝယ်ဖို့အချိန်မပေးနိုင်ဘူးမပေးနိုင်တဲ့အပေါ်မှာကျွန်တော်ရောက်သွားတဲ့အချိန်နဲ့တိုးသွားရင်သူတို့တချောင်းမီတချောင်းတချောင်းမီတချောင်းအဲ့လိုလဲ့လဲ့ပြီးတော့သူတို့လို့ဟိုတွေးပါတယ် ပေါက်ကြဲတွေကတော့ဥမာသွားလင်းနေတဲ့အဲတချို့ကြတော့လည်းအရေးကြီးတာဖုံးလေးဆက်လိုက်တယ်ဖုံးလေးဆက်လိုက်တဲ့အခါကျတော့ဟာကိုဒါလေးတွေးတင်လို့အာဥမာကကြီးလေးတွေးတင်လို့ဆိုရင်အာဟုတ်ကဲ့ဘယ်လိုလားမယ်ပဲဘယ်ရလဲလို့မေးလိုက်ရင်အာကျွန်မဒီရဒီရပါဆိုရင်ကျွန်တော်ဒီရဒီရပါဆိုရင်ဟုတ်ကဲ့ကျွန်တော်နိုင်ကွတ်တွင်လာခဲ့မယ်၄၅မိနစ်တွင်လာခဲ့မယ်ကျွန်တော်ဘယ်ဟူရောက်နေပါပြီဆိုပြန်ကျွန်တော်က အဲ့လိုအလုံးလုံးနေနေပဲသူတို့ရှိကိုရောက်သွားပါဒီဟာဒီဟာကြောက်တုံးလေးပေါ့နော်ကြောက်တုံးလေးထဲမှာသူကအဝိုင်း ပေါက်ကလေးရှိတယ်။အဲ့ထဲမှာကျွန်တော်တို့ကားရာဘာဘုတ်လေးထည့်ပြီးတော့ဒီဝင်ရုံးနဲ့ဝါရှာနှစ်ခုကိုဆင်ပေးထား။ဆင်ပြီးတက်ပြီးတော့ကြက်ပြီးတော့ဒီ ဒီရပါဗျာဒီဒီခွက်ကတော့ဒီအောက်ကဟိုစိုက်ကရဲ့ခြေနင်းခွက်ပေါ့ခြေနင်းဆုံရခွက်အဲ့ဒီခွက်ကိုမှဒီဟာရဘောခွက်ကိုရိုက်ထည့်ထားပြီးတော့ဘောစီးတွေထည့်ပြီးတော့ဒီဟာကိုဖမ်းနိုင်ချင်းဖြစ်တယ်ဒါကတော့အချုပ်ဆက်ခွေပါဒီဟာဟိုစပိတ်စိုက်ကရဲ့ပစ္စည်းတွေပဲနောက်ဒီဟာဒီကျိုးကဒီကျိုးဒီကျိုးကဒီနတ်နတ်လုံးကြားထဲမှာ ဒီနတ်နှလုံးကြားထဲမှာဒီလိုလိမ်ပြီးထည့်ခြင်းအားဖြင့်ဒီနတ်နှလုံးကြားထဲမှာနေဖို့အတွက်ကိုဒီလိုလေးလိမ်ပြီးတော့ထည့်ရတယ်လိမ်ပြီးထည့်ရတဲ့အပေါ်မှာဒီလိုလေးနင်းလိုက်ရင်အချိန်နဲ့လည်းပြင်းလာပါဘူးကျွန်တော်တို့မော်တာပုံစံမျိုးပေါ့ဒါပေမဲ့ဒီကောင်ကတော့ခြေနင်းမော်တာလို့ခေါ်ပါတယ်ဒီခွာထမ်းမှာဒီဘတ်ချိုးလေးပါပါတယ်ဒီဘတ်ချိုးဘတ်ချိုးကိုတိုက်တဲ့ကတ်တရားလေးပါပါတယ် ဘကြိုးကတရလေးတိုက်တယ်ဆိုတာဖပါတယ်ဘကြိုးကတရားမျိုးပါဒါမျိုးကိုကျွန်တော်ကဒါမျိုးကိုကျွန်တော်ကဒီလိုမျိုးဖြစ်အောင်ကြည့်ရပါတယ်ဒီလိုမျိုးကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ကကတရလေးပြန်ပြီးတော့ဒီမှာဒီမှာထည့်ပြီးတော့ကတရလေးကိုဒီလိုယူလိုက်တယ်ပြီးသွားရင်ဒီလိုလေးတုပ်လိုက်ပါတယ်ကတရလက်မှတ်ကတဲ့အတွက် ကတ္တရာကိုအိမ်လေးနဲ့ထည့်ပြီးဒီလိုလေးပုတ်ပါတယ်ဒီလိုလေးဒီလိုလေးကတ္တရာကိုတုပ်လိုက်ပါတယ်နည်းနည်းလေးပဲအများကြီးတုပ်ရမလို့နည်းနည်းလေးတုပ်လိုက်ရုံနဲ့ဟိုမှာလဲဝါရင်သူကအမဲအောင်ဒါမျိုးဖြစ်သွားပါအာ